ူးခန့်ကျော်ကဆရာကြီးတက်ရှိကျမ်းပါပါစေလို့ပြောလိုက်တဲ့သူကဘသူလဲသူလဲလိုင်းသားရဲ့လိုင်းသားရဲ့ကိုကြီးတို့ရဲ့ဆရာကျော်ဝင်းစိန်ကိုတက်လိုက်တဲ့ကြီးမြတ်တဲ့လူမိုက်မျိုးပါဘေးနာအင်းကြီးဖြူရဲ့ဘဲကတော့နေဝင်းတို့ရဲ့ဆရာဇာရိတ်တာဇာကားမှာပါတဲ့တာခိတ်တာလူမိုက်ဝိထုတ်ဝင်း ၂၀၂၁အာနာသိမ့်ပြီးနောက်ပိုင်းဘလူးမိုက်အမှုပညာနာမည်ခံသရုပ်ဆောင်တွေနဲ့အထက်လန်းအောက်လန်းဆရာတွေဘလို့ဆက်ဆက်နေသလဲဆိုတာကိုကျွန်တော်တည်တယ်လို့ပြောပြပေးသွားပါမယ်။လူမျိုးက၂၀၂၁အာနာမသိမ့်ခင်မှာလူတက်မှုလူရဲမှုအမှုပေါင်းများစွာနဲ့ပုံဆောင်နေရတဲ့ဟရန်ပြေပြအာနာသိန်းတို့စစ်တပ်ကနေရာပေးပြီးစန္ဒပြလူငယ်တွေကိုတရင်ပေးဖမ်းဆီးတာတွေလုပ်ခဲ့တယ်။ကြီးမြင့်နိုင်မှာအရာဟိတအဖွဲ့ထောင်း ဖျားတယ်အလူခံပြီးကြီးမြင့်တဲ့အကြောင်းကြီးကျောင်းတိုင်မှာခေါ်ပကဝင်လှုပ်ကျော်ဝင်းစင်ကိုရှော့ပြီးနောက်နေပါကြသူ့ရဲ့အကောင့်ဖျက်သွားလို့သူ့ရဲ့ဗီဒီယိုတွေမရလိုက်ဘူးခင်ဗျားတို့ကသူ့အကောင့်ဝင်ကြီးလိုက်လို့ရှိရင်လက်အုပ်ချပြီးတာရုခေါ်မယ်ဆိုတော့ကျွန်တော်ရေးရေးကြီးပြောရဲတယ်ဗျကိုလှိုင်းတာရကိုကြီးလှုပ်နေတဲ့ပရာဟိတာဆိုတာဘာမှမဟုတ်သေးဘူးအိမ်ကောင်စု ကျွန်တော်လူသားလို့ရမယ်ကျွန်တော်တို့စားတောက်ဖွဲအားပစ္စည်းများနဲ့နေသားများနဲ့ကျုံတို့များကိုကျွန်တော်တို့ဒါပြောသားအုပ်ကြီးတွေမှာအဲကျွန်တော်လူသားမိခင်မှာဖြစ်ပါတယ်ညမျိုးကျော်ဝင်းစိန်ကိုလျှော်ပြီးထောင်ထဲရောက်တော့မှဝိထုဝင်းက"သူကပိုပြီးနာမည်ကြီးပြီးနေရာရလာလား" ကျော်ဝင်းစိန်အတက်ခံရပြီးတော့ချက်ချင်းအဖမ်းမခံရသေးဘူးနော်အဲကျော်ဝင်းစိန်အမှုကိုလိုက်ပြီးတဲ့ရှေ့နေကိုလှုပ်ကြံတော့မှအဲ့ဒါငမျိုးကိုစစ်တပ်ကဖမ်းထည့်ထားလိုက်တာအဲ့ဒီကာလမှာဆိုလို့ရှိရင်ဗျာကျော်ဝင်းစိန်ရဲ့မိန်းမဆိုလို့ရှိရင်ပုံပြီးနေနေရတာကျွန်တော်တို့ဆိုလို့ရှိရင်ပေါ့ဒီကျော်ဝင်းစိန်ရဲ့တပည့်လှိုင်းသားကိုကြီးတို့တွေနဲ့ဒီကြီးမြင့်တဲ့လူမိုက်တွေနဲ့ပွဲကြီးပွဲကောင်းချပြီးဟေးဆိုပွဲကြီးပွဲကောင်းကြည့်ရပြီးဟေးဆိုပြီးတော့မျော်လင့်ခဲ့ဘူးလေဗျာလူမိုက်တွေကဘာလုပ်လဲဆိုတာကိုမသိသေးတဲ့လူတွေကိုကျွန်တော်ပြောပြပေးမယ်နော်တို့ကသူ့နယ်ကိုယ်နယ်အပိုင်းနေနဲ့မူးရ င်စီရောင်းကြုံဝင်းစိန်အပိုင်းအင်းစိန်အောင်စရာတရားအောင်ရက်ွက်သေးဟုပြ လူငယ်မျက်နှာစိမ်းတွေဝင်သွားကြည့်အတော်ကြီးတွေအမာကြီးတွေကစမောင်လေးအတီးလားအရွယ်လားဆိုပြီးမေးတာအတီးကမြင်းသေးကိုပြောတာဗျာရွက်ကစေးကြောက်ဘူးအချားမိုးရဲ့စေးအစုံရတယ်ဘင်းပြူကစလူမိုက်တွေကဈေးကြီးတွေငါးသေးတွေမှာစစ်ကြီးကောက်နေတာပတ်စံတောင်းတာပေါ့ဗျာ2015 2020ဒီမိုကရေစီကာလမှာတော့ကိုကိုယ်တိုင်ကြုံခဲ့ဘူးတယ်မြင်ခဲ့ဘူးတယ်ဗျာလူတွေခိုးတယ်ရိုက်တယ်အာဏာသိမ်းဆန္ဒပြတော့ဇနပြလူငယ်တွေကိုရိုက်နှက်ဖမ်းဆီးတရင်ပေးခုဆိုပေါ်တာဆွဲကိစ္စမှာပါဝင်ကြတယ်ဒီစော်ဒီလောက်ကြတယ်ဒီလိုနာမည်ကြီး လူမိုက်တွေကိုအမှုပညာရှင်ဆိုတဲ့လူတွေကအားလုံးတော်တော်ကြောက်ကြတယ်။သူ့မွေးနေ့မှာဆိုကြအမှုပညာရှင်တွေစီကားလို့ခဲဆက်ဆက်မှာစက်တက်ကလူမိုက်အမှုပညာရှင်ဘာသာရေးခေါင်းဆောင်တွေကိုအသုံးချခဲ့ကြတယ်။အာနာသေးပြီးနောက်လူတွေကိုခက်နောက်ပြန်ဆွဲအတွေ့အခေါ်တွေနဲ့ပညာမဲ့စီကိုရည်ရည်ချင်းရှိရှိနဲ့လုပ်နေကြတယ်။ရုပ်ရှင်တွေဇာတ်လမ်းတွေကြီးကြီးပြားအပြင်မှာတကယ်မရှိတဲ့ဘယဲဒစီဆိုးနဲ့အထက်လန်းနန္ဒဘဝအဲ့လိုကားတွေကိုပဲခမရတို့မကြမကြပြနေတယ်။ဘာမှအထိပယ်မရှိတဲ့အတွေ့အခေါ်မှာပါဘူးတူတာမရှိတဲ့ဇာတ်ကားတွေပြ ဗျာခော့မရှိညံရင်မဲ့အချောင်းတရားတွေနဲ့သူတို့ချဲလေခြင်းတိုင်းချဲလေလို့ရအောင်ဗျာသူတို့အုပ်စုတွေကအင်အားကြီးကြီးနဲ့ဝိုင်းဝန်းလှုပ်ဆောင်နေကြတယ်ကျွန်တော်တို့ဘူပါမိပါတွေကလည်းဘာသာတရားတွေကိုတလွဲယုံကြည်ထားတော့ ဒီလိုမျိုးမမမကန်အယူအဆတွေကိုလက်ခံဖို့ကလည်းအစီအစဉ်ဖြစ်နေကြတယ်။ခုဆိုဗျာ Facebook တက်တော်ပေါ်မှာလူလိမ်အထက်လန်းအွန်လိုင်းကောင်တွေမမြင်ချင်းမှအစုံဂျင်းထဲကောင်တက်တက်တွေခင်ဗျားတို့တွေသတိထားပါဗျာခင်ဗျားတို့သားသမီးတွေကိုအဲ့လိုအယူအဆအဲ့လိုလူတွေနဲ့ဝေဝေးထားပါအလာဝကစေပြီးစေပြရာစေဘာညာအဆောင်အယောင်နဲ့လူလိမ်အုပ်စုကိုလူငယ်တွေကိုပြီးစေအလာဝကစေအဲ့လိုတွေရာတွေနဲ့အယုံသွင်းဂျင်းထဲပြီးတော့စက်မှုထားတာပြူစောတိလောက်ခိုင်းနေကြတယ်ရှိနေပါတယ်ဒီလောက်တိုးတက်နေတဲ့ခကြီးမှာအသေးပဲမရှိတဲ့အယူအဆအတွေးကော် တွေနဲ့အကြောက်တရားတွေထဲကပြည်သူတွေကိုမျက်စိပိတ်နားပိတ်ပြီးအာဏာရှင်စနစ်ကိုဆက်ပြီးအသက်သွင်းနေကြပါလေ။ခမရတို့တွေအာနေထုံနေကြောက်နေမှသူတို့ကိုမတော်လန့်ရဲမှာကို